်အစ္စလာမုအလัยကွမ်အားလုံးပဲမင်္ဂလာပါ Islamic Institute of Burma ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အဲကျွန်တော်အနေနဲ့ဒီနေ့မှာတော့ဒါ Islamic Institute of Burma ရဲ့အသစ်ဖွင့်တဲ့အတန်းလေးတန်းလေးလူချင်းမျိုးကိုမိတ်ဆက်ပေးခြင်းပါတယ်အဆိုပါအတန်းလေးရဲ့နာမည်ကတော့ကျွန်တော်တို့ Islamic Evolution ဆိုတဲ့အတန်းလေးပဲဖြစ်ပါတယ်ဆိုတော့အတန်းလေးကတော့နာမည်နဲ့လိုက်အောင်ပဲပေါ့နော်ကျွန်တော်တို့ Islam ဘာသာရေးအဲပြီးတော့ကျွန်တော်တို့ Evolution ဆိုတဲ့ Science သိပ္ပံကိုဘာသာရေးနဲ့တွဲပြီးတော့ကျွန်တော်တို့အတူရှင်တွဲလေ့လာရမယ် ဒါအတန်းလေးပဲဖြစ်တယ်ဆိုတော့အဆိုပါအတန်းလေးကိုတင်ကြားပေးမယ့်ဆရာကတော့ကျွန်တော်တို့ Islamic Institute of Burma ရဲ့လက်ရှိဥက္ကဋ္ဌနဲ့အဖွဲ့တည်ထောင်မှုလည်းဖြစ်တယ် Huzaifa Islam Camp ကိုယ်တိုင်ပဲဖြစ်တယ် Huzaifa ဟာဆိုရင်တော့လက်ရှိ City University of New York မှာဒါ professor တယောက်အဖြစ်နဲ့ တတနိကဗေဒပညာရဲ့ philosophy ကိုသင်ကြားပို့ချပေးနေရဆရာတယောက်ပဲဖြစ်တယ်။ပြီးတော့ဒါပြီးဟိုဆိုင်ဖာကဒီ Islamic Seminary of America မှာလက်ထောက်ဆရာတယောက်အဖြစ်နဲ့လည်းတောင်းယူပြီးတော့ဒါပညာရေးကိုသင်ကြားပို့ချပေးနေရဆရာတယောက်ဖြစ်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒါ Islam and Evolution ဆိုတဲ့အတန်းလေးအကြောင်းကိုကျွန်တော်တို့အတန်းကိုသင်ပေးမယ်ဆရာဒါဟိုဆိုင်ဖာကိုကျွန်တော်တို့အတန်းအကြောင်းဒီဒီနေ့မေးမြန်းလိုက်ရအောင်ဗျာ။ဟိုဆိုင်ဖာရေဆလာမ်အလัยကွမ် ဝါလေးကွမ်ဆလာမ်ဝါရဟမတူလာဟီဝါရကာတူဟုတ်ကဲ့ပါကိုဒါပထမအဆုံးအနေနဲ့ပေါ့နော်ဒီအတန်းအကြောင်းခေါင်းစဉ်တွေ့ရစိတ်ဝင်စားနေတာပေါ့နော် Islam and evolution ဆိုတော့ဒါကျွန်တော်တို့ဘာသာရေးနဲ့လည်းဆိုင်မယ်ပြီးတော့ကျွန်တော်တို့ဒါသိပ္ပံ science ပိုင်းနဲ့ပါမယ်ပေါ့နော်ဆိုတော့ bro ပထမအဆုံးအနေနဲ့မေးချင်တာပေါ့နော်ကျွန်တော်တို့ဒါကျွန်တော်တို့လူသားတွေဆိုတာကဒါတမန်တော် အာဒမ်အလိုင်ဆလမ်လက်ထက်ကနေပြီးတော့ကျွန်တော်တို့စဉ်သက်လာတယ်လို့ကျွန်တော်တို့အစ္စလာမ်ကပြောထားတယ်ပေါ့နော်ဒါပေမဲ့ evolution science တိပ်ပံမှာကြတော့ကျွန်တော်တို့ဒါ evolution theory ကျွန်တော်တို့လူတွေဆိုတာအာစင်ကဲပြောင်းလဲဖြစ်ဖြစ်ပေါ်လာတယ်ဆိုပြီးတော့ science ကပြောတယ်ပေါ့နော် so bro ကျွန်တော်တို့အဲ့နှစ်ခုကိုဘယ်လိုမျိုးနားလည်ရမှာမသိဘူးမြဟုတ်ဆိုတော့တာရှာအမ်ဒီအတန်းတစ်ခုလုံးမင်းကအဲ့မင်းက right တစ်ဖက်မှာကျွန်တော်တို့ကုရ်အာန်နဲ့ဆွန်နဲ့တအရင်ပြစ်ပြတ်တာတယ်ကျွန်တော်တို့လူသားတွေအားလုံးဒီအာဒမ်အလိုက်ဆမ်နဲ့ဟောဝါကျွန်မဟောဝါပေါ့နော်ကျွန်တော်တို့အမိအမိခင်ဖြစ်တဲ့ဟောဝါစီကနေအလားအလားကုရ်အာန်ဖန်ဆင်းပြီးတော့ကျွန်တော်အဲ့ဒီလူသားတွေအားလုံးအဲ့ဒီဆင်တာလာတာဒါကုရ်အာန်နဲ့ဆွန်နဲ့မှာဒီကိစ္စနဲ့ပတ်သက်လို့မိဖို့မရှိ right ကျွန်တော်တို့မွတ်စလင်အားလုံးဒီခေတ်ဆက်ဆက်ဒီယုံကြည်ချက်ပုံမှာပဲလာတာဒါပေမဲ့တိတ်ပံပညာအရာတိတ်ပံပညာအရာကျွန်တော်တို့ဒီခေတ်မှာတိတ်ပံပညာရှင်တွေအားလုံးလက်ခံတဲ့ဥစ္စာဒီလူသားဖြစ်လူသားတွေဘာမမကဘူးပေါ့နော် ဒါရောအတိုင်းဒီ evolution ဆိုရယ်စနစ်ကနေဖြစ်လာတဲ့တပေါ်ဟုတ်လားအဲ့တော့ကျွန်တော်တို့လူသားတွေနဲ့ပြောမစင်ချင်ပန်စီတွေနဲ့နောက်ထပ်အဒရဝါတွေအားလုံးဒီအဒရဝါတစ်ခုစီရလာတာ right နှစ်ပေါင်းတန်ပေါင်းချီပြီးဖြစ်လာတဲ့ process ပေါ့နော်ဒါဒီဒီ evolution ဆိုတာကကျွန်တော်တို့ university တွားရယ် college တွားရယ်အတန်းထဲမှာ biology လေးလာတဲ့လူတိုင်း evolution theory ကိုလေ့လာရတယ် right so evolution theory ဒီဒီခေတ်မှာပညာရှင်တိုင်းအသိပ္ပံပညာရှင်တိုင်းလက်ခံတဲ့ဥစ္စာ evolution theory ကိုလက်မခံတဲ့လူတွေရှင်းရှင်းပြောမယ်ဆိုလို့ရှင်တဘာဟုတ်ပြရတဲ့သူပြောလက်မခံတဲ့လူ ਨੇ တူတူပဲသိပ္ပံပညာရှင်မျက်မျက်လုံးထဲမှာ right တခုကျွန်တော်ပြပြကျွန်တော်ဗာလဲဆိုရင် theory ဆိုတာကကျွန်တော် science လို့ theory လို့ပြောလို့ရှင်ကျွန်တော်ရူယိုတာမန်စကားတုံးတဲ့ theory နဲ့မတူကျွန်တော်ရူယိုတာမန် theory တုံးတာက အော်ဒီဥစား you know ထင်မြင်ချက်တစ်ခုလို့ပြောလိုက်ပြောလိုက်အဲ့ဒါ theory conspiracy theory ပုံစံမကျွန်တော် science မှာ theory လို့ပြောလို့ရှင်ဒါဒီကိစ္စတစ်ခုကိုအဖြစ်နိုင်ဆုံးပုံစံနဲ့အကောင်ဆုံးရှင်းပြချက်ကိုပြောတာအဲ့ gravity ဆိုတဲ့ theory ပဲဒါပေမဲ့ theory ဆိုတာကအတိအပယ်အရှိဆုံးရှင်းပြချက်ပေါ့နော်အဲ့ကြောင့်ကျွန်တော် big bang theory ရှိရ gravity ဆိုတဲ့ theory evolution ဆိုတဲ့ theory right so evolution theory ဒီ pretty much အဒီကမှာအလုံးလက်ခံထားရဥစားအဲ့တော့ကျွန်တော်တို့ muslim နေ အနည်းနဲ့ပေါ့နော်ပညာသက်မို့ဆို especially right ကျွန်တော်ဒီဒီခေတ်မှာ internet တုံးနေ YouTube တွေကြည့်နေကျွန်တော်ပညာသက်အတိုင်းအဝိုင်းမှာဆက်ဆက်နေတဲ့လူတွေဒီမိရရင်မိကုန်က evolution ကလူသားတွေဒီနောက်ဆက်သတော်ဆီကလာတယ်လို့ပြောတယ် Quran နဲ့ Sunnah ကအလားဒီလူသားတွေ directly Adam လိုက်ဆောင်နေဖြစ်နေတာလို့ပြောပြချင်အဲ့နှစ်ခုဘလို့နားလဲမလဲဆိုရယ်မိကုန် right ဒါကကျွန်တော်ဒီခေတ်မှာ Muslim တွေအတွက်အကြီးအကဲဆုံးမိကုန်ထဲမှာပါတယ်လို့ကျွန်တော်ဂျုံကြည်ရဒီခေတ် Muslim တွေအတွက်ပေါ့နော်အကြီးဆုံးအာမိကုန်ထဲမှာကျွန်တော်ပါတယ်လို့မြင်တယ်အဲ့ဒါကိုကျွန်တော်ဒီအတန်းမှာဆွေးနွေးမှာ ီအငြင်းမောင်းလုံးကနေဘက်ကဖေးပေါ့နော်ဟုတ် so အခုဟိုဟာအတန်းကြောင်းလေးလေးအခုနည်းနည်းပြောသွားရရှော့ပေါ့နော်အတန်းကြောင်းလေးနည်းနည်းအချင်းချင်းလေးပြောပြပေးလို့ရမှာလားဗျာကျွန်တော်တို့ဒီအတန်းထဲမှာကျွန်တော်တို့အာဘာတွေတင်သွားမလဲပေါ့နော်ကျွန်တော်တို့ဒီအတန်းကိုလာတက်ရင်ကျွန်တော်တို့ဘာတွေအတင်ကြားခံမလဲကျွန်တော်တို့ဘာတွေရမလဲပေါ့အဲ့ဒါလေးနည်းနည်းရှင်းပြပေးပေါ့ဗျာဆိုတော့ဒီတန်းကကျွန်တော်ကကျွန်တော်လုံးမယ်ဆိုရင်ဒီတန်းကိုလုံးအောင်မှာကျွန်တော်ဘာသာတစ်ဘာသာရက်ကန်လာပြီးကျွန်တော်ကြည့်လို့မရအောင်နံပါတ်1ကဒီတန်းမှာကျွန်တော်ဒီ evolution ရဲ့တိတ်ပံဘက်ကနေပြ evolution ဘယ်လိုငားလဲရလဲဆိုရက်ဒီတိတ်ပံစနစ်ကိုကျွန်တော်အစုံချက်ရှင်းပြရမယ်ကျွန်တော် evolution theory ကိုတရားလေ့လာမယ်နံပါတ်1 right နံပါတ်2ကကျွန်တော်တို့ islam quran နဲ့ sunnah နဲ့ akida ရှုထောင့်အောင်နေပြီးတော့အလာဒီလူသားကိုဖန်ဆင်းတဲ့အကြောင်းယုံကြည်ချက်ကဘာလဲ quran နဲ့မှာဘာကြီးထားလဲဟုတ်လားစစ်မှန်တဲ့ hadith တွေမှာဘာကြီးထားလဲအဲ့ဒါကနံပါတ်2ဒါ quran နဲ့ sunnah နဲ့ပြီးတစ်ဖက်မှာတိပ်ပံနောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့သိရမှာကကျွန်တော်တို့ philosophy လို့ပြောတာ philosophy ဆိုတာကတိတ်တန့်နေတိတ်တန့်ပညာရှင်တွေလို့အလုံးလုံးတဲ့ paradigm ကျွန်တော်တို့ RDB လို့ပြောရင် usul right အဲ့လိုပဲအဲ့ဒီ usul ကပါတယ်ပြီးရင်ကျွန်တော်တို့ဒီတာဒနာမှာ akida ပညာရှင်တွေ mutakallim ပညာရှင်တွေတုံးတဲ့ usul ကပါတယ်အဲ့ဒီ usul လေးနှစ်ခုကြာမှာဒီ usul လေးကိုနားလိုက်ပြီးဒီ usul နှစ်ခုဘယ်လိုမျိုးအာစတနာမရှိဘဲနဲ့နားလည်အောင်လုပ်နိုင်လဲဆိုရယ်နီးစနစ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အဓိကစဉ်းစားရမှာဆိုတော့အဲ့ဒီတုံးခုကိုကျွန်တော်တို့ကလုပ်ပြီးလို့ရှိရင် ကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့အာဒါကတော့ပညာရှင်တိုင်းကြည့်မယ်အစွန်နီမွတ်စလင်အားလုံးကလည်းသူတို့ရဲ့အာအကီဒါရဲ့ဥစုပေါ့နော်သူတို့ အဘာသာရေးကိုကြည့်ရပုံစံဘာသာရေးကိုနားလဲပုံစံအောင်ချွတ်ဆွတ်မတူအဲ့တော့ကျွန်တော်တို့ဆွန်နီပြအခွက်အတွင်းထဲမှာတင်အခွက်ခွဲ၃ခုရှိခဲ့ right ashari maduri နဲ့ hambali ဆိုပြီးတော့အဲ့ဒီအခွက်၃ခုလုံးကဒီ evolution ကိုအပြည့်ပြည့်ပုံစံနဲ့ချွတ်ဆွတ်တူမှာမဟုတ်ဘူးအဲ့တော့ဒီအခွက်တစ်ခွက်ချင်းစီကသူတို့ယုံကြည်ချက်တင်နေဘယ်လိုမျိုးဒီ evolution ကိုအပြည့်ပြည့်မယ်ဘယ်လိုမျိုး evolution လက်ခံမလဲဘယ်လိုမျိုး evolution မဟုတ်လက်ခံတာပဲဖြစ်လက်မခံတာပဲဖြစ် right ဘယ်လိုမျိုး evolution နားလဲမလဲဥစားကိုကျွန်တော်ရှင်းပြဖို့အတွက်သူတို့ဒီအခွက်၃ခုရတယ်ယုံကြည်ချက်ပါလဲဆိုတာလဲကျွန်တော်နည်းနည်းလေးအရလာပေးရမယ်အနည်းကျွေးရမယ်ဒီ၃ခုတော့ right so ဒီဒီဘက်တော့မှာအာလင်ပညာရှင်အကြီးကြီးရှိရဲအဲ့အဲ့အာလင်ပညာရှင်အကြီးကြီးယုံကြည်ချက် ကပါလေဆိုတော့အဲ့ဒါကြီးကျွန်တော်ရှင်းပြပြီးတော့ဒီအတန်းအဲကြောင့်16ပတ်လောက် inshallah ကြာဖို့ရှိရဲဆိုကျွန်တော်အဖတ်ပေါင်းစုံကနေပြီးတော့ကျွန်တော်စဉ်းစားရမှာဒီကိစ္စအောင် right ကျွန်တော်ရိုးရိုးလိုလဲ Google လေးအမှန်အဖြေကို yes and no ဆိုပြီးပြီးလို့မရအောင် right ပြီးတော့ကျွန်တော်ရဲ့ဒီအတန်းရဲ့ point တစ်ခုပါလဲဆိုရင်ကျွန်တော်ရဲ့ဒီအတန်းမှာကျွန်တော်ရဲ့ philosophy ကျွန်တော်ရဲ့ user ကြတာပါလဲဆိုရင်ကျွန်တော်ဒီចောင်းသားတွေကို information ချပြမယ် ចောင်းသားတွေကစဉ်းစားဘာလုပ်ချင်လဲဆိုတာ information နဲ့ကျွန်တော်ဒီចောင်းသားတွေကိုဒီဥစ္စာအဖြစ်ဒီဥစ္စာယုံရပါမယ်ဒီဥစ္စာယုံရပါဘူးကျွန်တော်ပြောဖို့မရှိဘူးဗျကျွန်တော်ဒီတိတ်မှမှရှိရကျွန်တော်ချပြမယ်ကျွန်တော်ဒီတာသနာမှရှိရကျွန်တော်ချပြမယ်ကျွန်တော်ပညာရှင်တွေယုံကြည်ချက်တွေကျွန်တော်ချပြမယ်ကျောင်းသားကြီးစဉ်းစားမှာဘာလို့ကြုံကျင်လဲဘာလို့လက်ခံကျင်လဲဘယ်လိုမျိုးဒီကိစ္စကိုစဉ်းစားကြည့်ကျင်လဲဆိုတာအဲ့ဒါအဲ့တော့ဒီတန်အင်ရှော့ပါဖတ်ပေါင်းဆောင်တွေပဲဒီနီးကုန်းစဉ်းစားမယ်ပါဟုတ်ကဲ့အဲဦးစီဆိုတော့ဒါဦးစီပြောသွားရတယ်မှာပေါ့နော် ကျွန်တော်တို့ဒါအဲ HSG မာဒူရီဒီအကြောင်းလေးလို့စီခုနနည်းနည်း mention လောက်သွားတွေ့လိုက်တယ်ပေါ့နော်ဆိုတော့ဟိုစီဒီလိုမျိုးအဲနည်းနည်းအဲ့ဒါရ advance ဖြစ်တယ်လို့မြင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဒီ Islamic knowledge ကျွန်တော်တို့ပညာရေးနောက်ခံမရှိဘဲနဲ့ဒီလိုအတန်းမျိုးကိုတက်မယ်ဆိုရင်ကျွန်တော်တို့ဒါဘယ်လိုပြောမလဲ blind ကြောင့် blind ကြောင့်နေပါ့မဖြစ်သွားနိုင်ဘူးလားဗျာကျွန်တော်တို့အာဘယ်လိုပြောမလဲ မမီဘူးဗောဗျာကျွန်တော်တို့ကျွန်တော်တို့ရဲ့အခန်ကပညာအရေးအခန်ကအစ္စလာမ်နဲ့ပတ်သက်ပြီးတော့အဲ့လောက်မရှိထားဘူးဆိုတဲ့လူတွေအတွက်ကြောင့်ဒီလိုမျိုးအတန်းကြီးတက်ဖို့အတွက်ကကျွန်တော်နည်းနည်းအန်ရီများရဲ့လို့အဟူစီးနေလည်းမထင်မိဘူးလားဗျာဆိုတော့အဲ့ဒါဒီခက်က one of the challenges ပါဒီခက်က a synchronous problem ပါတယ်တခုကဘာလဲဆိုတော့ဟုတ်တယ်ဒီပညာ ဒီတင်ညာ ਈ ဒီဟိုဒီ topic တွေဒီတချို့ပညာရှင်ကဘယ်လို conversation အရင် advanced ဖြစ်တယ်လို့ဆင်သွားတယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ muslim နေဒီ muslim လူငယ် especially ဟာကျွန်တော်ဒီ facebook တွေတောင်းနေကျွန်တော် youtube တွေတောင်းနေကျွန်တော်တို့တခြားလူတွေနဲ့ဆက်ဆံနေရကျွန်တော်တို့တော်တော်များများဒီဒီခက်မှာ knowledge ဆိုတာပါ south dog ဖြစ်မှာ knowledge ရှိတာမဟုတ်ဘူး video တွေကျွန်တော်တို့ကြည့်မယ်ဟုတ်လားကျွန်တော်တို့ facebook မှာကျွန်တော် internet မှာကျွန်တော်ဖတ်မယ် အဲ့ဒါအဲ့တော့သူတို့ရဲ့အဲ့ knowledge တွေသူတို့အမြဲ information exposure ဖြစ်နေရတဲ့အတွက်ကျွန်တော်တို့ဒီ information တွေကိုဘယ်လိုမျိုးနားလည်ရမလဲဒီ information တွေကိုဘယ်လိုမျိုးစဉ်းစားကြရမလဲကျွန်တော်တို့မတင်ပြဘူးဆိုလို့ဆိုလို့ရှင်ပြဿနာပြီးအကြီးကြီးဖြစ်နေတယ်ဟုတ်လားတော်တော်များများဒီကျွန်တော်မြင်မှုတဲ့ချို့လူတွေဒီမိကုန်းကိုသူတို့တိချအဖြစ်မရတဲ့အတွက်ဒီ data နာရဲ့ထွက်သွားတဲ့လူတွေရှိ right ဆိုတော့ဒီမိကုန်းတွေက you know ပညာသက်လောကမှာ evolution center design တည်ရဲ့ကိစ္စအဲ့တော့ကျွန်တော်တို့ IB ရဲ့ philosophy တစ်ခုကဘာလဲဆိုလို့ရှင် IB ရဲ့တင်တဲ့အတန်းတွေဒီလို ကိစ္စတွေကိုလွယ်လွယ်ကူကူနဲ့ဒီအများစုနားလည်နိုင်အောင်ချပြပေးဖို့ point ပေါ့နော်ဒီ master classes တွေอ่ะအဲ့ဟုတ်တယ်ဒီ topic တွေဒီအမှန်ငယ်ဆိုလို့ရှိရင် master class တော့ပြင်နှစ်အပေါင်းချီပြီးတော့တရားမဲ့ပညာရေးတည်တကယ်လည်းအဲ့လို specialize လုပ်တဲ့လူတွေတင်နေတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလူတွေအလူအများစုနားလည်နိုင်အောင်သူတို့ level မှာကျွန်တော် inshallah ချပြပေးဖို့ရှိတယ်ချပြပေးဆိုသူတို့ဒီ specialist ဖြစ်တော့မဟုတ်ဒါပေမဲ့ at least သူတို့တည်သွားမယ်ဒီဥစ္စာကြီးပါလေဟုတ်လားဒီဥစ္စာဘယ်လိုစဉ်းစားတတ်အောင်လဲအဖြေကိုသူတို့ကိုယ်တိုင်အဖြေမစဉ်းစားတတ်ရင်တော့မှသူတို့ဒီအဖြေဘယ်မှာတွားရှာသွားမှာလဲဆိုတော့သူတည်သွားမယ် right so ကျွန်တော်တို့ဒီအဲ့ဒီဒီ barrier ပေါ့နော် knowledge barrier ကိုကျွန်တော် quit up ဘယ်လိုခေါ်မလဲချက်ထိုးချင်တာပေါ့နော် destroy လုပ်ချင်တာဒီ knowledge barrier ဘာဖြစ်လို့ကျွန်တော်တို့ဒီဟုတ်လားဒါအရင် specialize ဖြစ်တဲ့အဲ့ငါတို့မစဉ်းစားတဲ့ငါတို့ you know နိုင်ကြအောင်သွားမယ်ဟုတ်လားငါတို့မစဉ်းစားတဲ့အဲ့အဲ့လိုမျိုးကျွန်တော်တို့ double eat ထားလို့လူတွေဒီဘာမှအဖြေမရတော့ဘူးသူတို့ပို့ပြအောင်ပြောမစင် dangerous ဖြစ်တယ် ကျွန်တော်တို့ဒီ8 barrier ရိုက်ချိုးကြတာဆိုတော့ alhamdulillah တော်တော်များများဒီ especially လူငယ်တွေဒီသူတို့စဉ်းစားနိုင်တဲ့ညံသူတို့စီမှာရှိတယ် right ကျွန်တော်အလောင်းအလာအကလ်ပေးထားတယ်သူတို့တင်နိုင်တဲ့စွမ်းရင်ရှိတယ်အဲ့တော့ inshallah အချိန်ကိုအချိန်လေးကိုနည်းနည်းယူပြီးတော့အတန်းမှာအင်္ဂလိပ်လာပြီးကိုကိုရပညာရှင်တွေနဲ့စကားတော့ပြောကိုကိုရလည်းအပြင်မှာဆောက်လာစောက်တူတက်ဖက်ဟုတ်လားမဒရာဆာမှာမထိုင်နိုင်အောင်မှာ please add the starting point inshallah i'll be at the attending နဲ့ကျွန်တော်အဲ့ဒါလေးစပြီးတော့ cultivate လုပ်တဲ့တဘောဟာလာကျွန်တော်ရဲ့အဓိကသူတို့နည်းနည်းအစပြီးအားပေးရတဲ့တဘောကျွန်တော်ပေးမဲ့အတန်းမှာတော့ inshallah hopefully သူတို့ဒီ basic foundation ရှိသွားလို့ရှင်သူတို့နောက်ပိုင်းသူတို့ကသူတို့ဆက်လုပ်တတ်မယ်အာသူတို့ရဲ့ dangerous အလိုင်းကြောင့်မလို့ကျွန်တော်မထင်ဘူး okay so အဲ့နဲ့ပတ်သက်တဲ့ဟာအနောက်မှာတော့ထပ်မင်းနည်းနည်းထပ်မယုံမယ်ပေါ့နော် so ဒါပေမဲ့လောလောဆယ်ကတော့ bro အခုနာကပထမမေကုန်းမှာ bro ဖြေသွားတဲ့ဟာတွေမှာပါတယ်ဒီ16ပတ်ဆိုတဲ့ကိစ္စပေါ့နော် so ကျွန်တော်တို့အတန်းကအဲဒါ16ပတ်ကြာမှာပေါ့နော် ်ဟုတ်ဆိုတော့ဘာကြောင့်ဘာကြောင့်16ဘက်ဆိုတာအရင်အရင်ကြီးမကြလုံးလားကျွန်တော်တို့ online class တခုအနေနဲ့ဆိုရင်ပေါ့နော်ဘာကြောင့်အကို16ဘက်ကြာမှာလေပြီးတော့16ဘက်ပြီးရင်ရောကျွန်တော်တို့ကဘာတွေရမှာလဲပြီးတော့အဲ့16ဘက်အတွင်းမှာဘရိုဒီတင်တဲ့တက်မဲ့လူတွေအနေနဲ့ကဒါစာရောစာရောအဲ့လိုအရန်လောက်ဖို့လိုလားဗျဟုတ်ဆိုတော့16ဘက်ကြာရဲ့အကြောင်းရင်းကကျွန်တော်ခုနရှင်းပြသူကျွန်တော်တို့ cover လုပ်မဲ့ topic တွေအများကြီးပဲ right ကျွန်တော် science ကိုလည်းတိတ်တောင်လည်းကျွန်တော် cover လုပ်ရမယ်ကျွန်တော် အစ္စမ်ရဲ့အူဆူအစ္စမ်ရဲ့အူဆူဆိုတာက at least အကီဒါနဲ့ပတ်သက်လို့အူဆူအကီဒါကျွန်တော်တုံးချောင်းတုံးချောင်းရှိရဟုတ်လားအရှရီဟမ်ဘလီအမာတူရီဒီတုံးချောင်းလုံးရဲ့ယုံကြည်ချက်ကိုလည်းကျွန်တော် at least basic introduction cover လုပ်ရမယ်ပြီးကျွန်တော်တမိုင်းချောင်းလည်းကျွန်တော် cover လုပ်မယ်ပြီးကျွန်တော် philosophy လည်း cover လုပ်ရမယ်အဲ့တော့ cover လုပ်ရမယ့် point တွေကအများကြီးပဲနဲ့ပတ်သက်နံပါတ်1ကပါလဲဆိုရင်အခုကျွန်တော်တို့ black ခံတဲ့ကျောင်းသားတွေအားလုံးဒီကိစ္စတွေမှာတို့ base background knowledge ရှိစရာမလိုရှိရင်တော့ပိုကောင်းတယ်မရှိစရာမလိုအဲ့တော့ကျွန်တော်တို့ဒီအားလုံးကို basic ကနေအားလုံးစအောင် introduction နဲ့ပြောအောင်ဆို introduction တော့မျိုးဆိုကျွန်တော်အဲ့ဒါတော့အချိန်ပိုလို့ရတယ်။နံပါတ်3ကဘာလဲဆိုတော့ဒီအတန်းကကျွန်တော်ဒီ college level ပုံစံတော့မှာ right ကျွန်တော် university မှာအခုကျောင်းတက်နေတဲ့အတန်းကျွန်တော် college level ပုံစံကျွန်တော်အတန်းတက်မှာ right so အဲ့ဒီပုံမှာအတန်းထဲမှာတော့ကျွန်တော်တပတ်ကို2နာရီအချိန်ပေးရမယ်တပတ်2နာရီဆိုတော့ကျွန်တော်တပတ်မှာ2တန်းရှိတယ်အတန်းအောင်2နာရီဆိုတော့တပတ်4နာရီ right အဲ့အတန်းအပြည့်မှာတို့အချိန်2နာရီတော့တို့အချိန်ပေးရနိုင်တယ်ကျွန်တော်ဒီ weekly assignment ပေးဖို့ရှိ assignment က inshallah အ uh, သူတို့အချိန်တကယ်လုံးမယ်ဆိုရင်တနားရီတော့ပဲကြာမယ်အမ်နှစ်နာရီဆိုတာအရင်အများပါတယ်မင်း generally တနားရီအတန်းချိန်မှာနှစ်နာအတန်းအပြင်မှာတနားရီတော့အချိန်ပေးရလိမ့်မယ် right so weekly assignment ရှိမယ် college level point ရပါလေဆိုရင်ကျွန်တော်ဒီခုနပြောသူဒီအတန်းမှာကျွန်တော် information ချပြမှာလူတွေကိုနားမလဲတာကိုနားလဲအောင်ရှင်းပြမှာဒါပေမဲ့သူတို့ကိုယ်တိုင်စဉ်းစားအောင် ဘာဒါကကျွန်တော်ဒီပြောတာကဒီအတန်းမှာကျွန်တော်တရားဟောပါဘို့ကျွန်တော်ဒီစတဲ့ပါအဲ့အရှိအောင်ချပြမယ်လူကိုယ်တိုင်းစဉ်းစားဆိုတော့ inshallah အတန်းအဲ့ကြောင့်မလို့ information နေအရင်လည်းများမယ် information များမယ်ဆိုတော့က cover လုပ်မယ့် topic တွေအများကြီးပဲဘာဒီကိစ္စတွေချစဉ်းစားတတ်ဖို့တော့အဲ့ဒီအပေါ်မှာအချိန်16ပတ်ကြာတာဖြစ်တယ်အပြင်တော့ဘယ်လိုပြောရတဲ့အတိုင်းကျွန်တော်တို့အတန်းအပြင်မှာတော့ကျွန်တော်တို့ weekly assignment နေရှိနေမယ်အော်ဆိုတော့ ဟုတ်ကောဒီအဲ16ဘတ်အတွင်း16ဘတ်ကြာမယ်ပေါ့နော်ဆိုအခုအခုခုနပြောသွားရတယ်မှာဒါ college level သွားလို့ဒါ16ဘတ်ကြာပေါ့နော်ဆို college level ဆိုတာဟုတ်နည်းနည်းထပ်ပြောပြလို့ရလာမသိဘယ်လိုဘယ်လို college မျိုးကိုဆိုလို့ရတာလည်းမသိဘူး yeah ဟုတ်ကဲ့အခုကျွန်တော်ကျွန်တော်အခုဒီမှာ university မှာကျွန်တော်ကျောင်းတက်နေ right ကျွန်တော်ကျောင်းတက်နေလို့ရှိရင်ကျွန်တော် college level မှာဆိုရင် um generically 3 credit course america မှာဆိုတော့ဒီ3 credit course ဆိုလို့ရှိရင်ကျောင်းသားဒီတစ်ပတ်မှာ the damn ဟိုနှစ်တန်းသူတို့အချိန် at least 3နာရီလောက်အတန်းထဲမှာအချိန်ပေးရမယ်အတန်းပြင်မှာသူတို့ generically 3နာရီလောက်အချိန်ထပ်ပေးရတယ် right ဆိုတော့အတန်းထဲမှာဆိုရင်ဆရာက lecture ရှိမယ်ဆရာကစာတင်မယ်ပြင်ဆရာနဲ့ discussion ရှိမယ် right အတန်းပြင်မှာသူတို့ဒီအတန်းပြည့်ရဲ့ lecture ရှိမယ်ဆိုတော့ကျွန်တော်အဲ့ဒီ format ကိုပြောတာ right ဒါပေမဲ့ မြန်မာပြည်ကလူတွေကအကဲကျွန်တော် online ပေါ်မှာလုံနေတယ်အချင်းရလည်းအလုံးအလောက်မပေးနိုင်ဘူးဆိုတော့အဲ့တော့ကျွန်တော်ဒီ၄နာရီပြန်မှမယူဘဲနဲ့ inshallah တနာရီကွယ်နှစ်နာရီအလုံးကြုံ assignment အပြင်ဆိုတော့ကျွန်တော် weekly assignment ကလည်း inshallah multiple choice quizzes လေးပုံစံစာမွေးတတိလေးပုံစံအတန်းထဲမှာရှင်းပြသွားတဲ့ဥစ္စာလေးကိုနည်းနည်းလေးပြန်ပြီးစဉ်းစားခိုင်းတဲ့တပုံဥစ္စာတော့ပဲအချင်းအဲ့လောက်တော့ပေးစရာမလိုဘူးဒါပေမဲ့ကျွန်တော် theme format ဒီကျွန်တော် university မှာတနေရဲ့အတိုင်းအခုကျွန်တော်အပြင်မှာလည်း trial တဲ့အတိုင်းပဲကျွန်တော်လုပ်သွားမှာ online ပေါ်ပါပဲဟုတ်ဆိုတော့ဒါကျွန်တော်တို့ ဒီသင်တန်းကို join မယ်ဆိုကျွန်တော်တို့ဒီသင်တန်းမှာ expert လုပ်လို့ရမှာဒီကျွန်တော်တို့ចောင်းသားတယောက်အနေနဲ့ပေါ့เนาะကျွန်တော်တို့အာ American ပညာရေးစနစ်နဲ့သင်ကြားရမယ်ဆိုပြီးတော့မျှော်လင့်မယ်ဆိုရောမှန်တယ်လို့ပြောလို့ရမှာ I mean yes because ကျွန်တော် grant ဒီမှာဒီပုံစံစနစ်ပဲစတင်သက်တာဆိုတော့အဲ့လိုပုံစံဖြစ်သွားလိမ့်မယ်ချောကျွန်တော် grant format ကလည်းအဲ့လိုပဲလုပ်ထားတာဆိုတော့ so အဲ့ရရတော့တော်တော်လေးတော့စိတ်ဝင်စားဖို့တော်တော်ကောင်းတော့ပြီပေါ့เนาะဒီတန်းနဲ့ပတ်သက်လို့တော့ကျွန်တော်တို့ ခေါင်းစဉ်ဟိုကလည်းဒါ Islamic Evolution ကျွန်တော်တို့သိပ္ပံနဲ့ဘာသာရေးကိုတွဲပြီးလေ့လာမှာပြီးတော့တစ်ဖက်မှာလည်းဒါ America က college level system တခုနဲ့ကျွန်တော်တို့သင်အသင်ခံရမယ်ဆိုတော့တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်။ Okay အကိုကြီးဆိုတော့ကျွန်တော်တို့ဒါနောက်ဆုံးမိန့်ခွန်းလေးပေါ့နော်။အခုအနေနဲ့ပေါ့နော်ဒီအတန်းကိုဘယ်လိုလူမျိုးတွေအတွက်ရည်ပြီးဖွင့်တာလဲဘယ်လိုလူမျိုးတွေအနေနဲ့လာတက်တဲ့လဲဆိုတာလေးနောက်ဆုံးလေးအနေနဲ့ပြောပြပြကောင်းအောင်ပြဟုတ် ဘာလို့မဆိုနေရဒီမေးခွန်း right ကျွန်တော် brand လည်းဒီမေးခွန်းမေးခဲ့ပူရယ် islam နဲ့ evolution နဲ့တင့်တော်လဲတင့်တော်လေဒီဒီတင့်တော်လေနှစ်ခုလုံးလက်ခံလို့ရလား right ဒီမှာရင် islam ကနေပြီး evolution ကဒီတိတ်ခံပညာရှင်တွေနေရမေးခွန်းတွေဘယ်လိုဖြေမလဲ right အဲ့လိုမျိုးစဉ်းစားရလူတိုင်းအဲ့လိုမျိုးမိခွန်းရှိရလူတိုင်းအတွက်နံပါတ်1ဒီတန်းကိုကျွန်တော်လာတက်စီချင်တယ်နံပါတ်2လူငယ် right ကျအပြင်မှာအင်တာနက်တုံးနေရကျွန်တော်တို့အခုကျောင်းနေမှာတက်နေအကျောင်းမှာ biology လေးလာနေတိတ်တိတ်ပံပညာလေးလာနေ အဲ့လိုလူငယ်တွေအတွက်အစ္စလာမ်ရဲ့တိတ်ပံကိုဘယ်လိုနားလည်ရမလဲ။ဒါဆိုကျွန်တော်တို့ကအစ္စလာမ် evolution ရောဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့အဓိကတိတ်ပံရဲ့ဥစုတိတ်ပံပညာဆိုတာဘာလဲဆိုတာကျွန်တော်လေ့လာရမယ်။ right တိတ်ပံပညာရဲ့ယုံကြည်ချက်တွေကဘာလဲ။ဒီတဒနာကဘာလဲ။အဲ့ဒီနှစ်ခုအဲ့လိုမျိုးစဉ်းစားရတဲ့လူအဲ့ဒီနှစ်ခုနားလည်ခြင်းတဲ့လူပင်တတိယတစ်ခုကဘာလဲဆိုလို့ရှိရင်မိပါရဲ့ right ကိုတာသမီးရဲ့အခု you know university တော့ပြီး college တော့ပြီး right ဒီမိပါရဲ့အိမ်မှာလာမေးပြီးဒီကိစ္စဒီကိစ္စလာမေးလို့ရှိရင်အိမ်ကဘယ်လိုမျိုးပြန်ချင်မလဲ။ right ဒီတာသမီးရဲ့ဒီကိစ္စကိုဘယ်လိုမျိုးရှင်းပြရမလဲ။ ဆိုတော့အဲ့လိုမျိုးမိပါရင်ဖို့ဆရာသမားတွေဟုတ်လားဆရာကြီးဆိုလို့ရှိရင်ကျောင်းမှာသူတို့ you know သူစာတင်ရတယ်အဲ့လိုကိစ္စတွေစာတင်လို့ရှိရင်ဟိုမွတ်စလင်တွေစာတင်ဘယ်လိုမျိုးအဖြစ်ပြီးမလဲဘယ်လိုမျိုးစဉ်းစားတတ်အောင်ပြောမလဲပြီးတော့ကျွန်တော်တို့ဒီဒီတိုင်းတွားပြီးတော့ evolution ကတိတ်တန့်ပြောတာငါတို့လက်ခံလို့မရအောင်ဆိုပြီးဒီတိုင်းနဲ့အဖြစ်တွားပြီးလို့မရအောင် right ဒါပေမဲ့ again ကျွန်တော်တို့ evolution နဲ့ဒီတိုင်းကျွန်တော်ရှင်းရှင်းလင်းပြောနေတယ်ဒီတိုင်းနဲ့ကျွန်တော်တို့လက်ခံလို့မရဒီတိုင်းလက်ခံလို့ရှင်ကျွန်တော်တို့ကအကြီးတန်းနာပြောရတယ်ဒါအာကြောင်းပြန်ဖြစ်နေအဲ့တော့ကျွန်တော်တို့အဲ့လိုလက်ခံလို့အဲ့တော့ကျွန်တော်တို့ဒီနှစ်ခုကြာမှာဘယ်လိုမျိုးစဉ်းစားမလဲဘယ်လိုမျိုးအဖြေပေးမလဲ right အဲ့ဒီပုံမှာကျွန်တော်တို့တခြားပညာရှင်တွေပြောခဲ့တဲ့စကားကိုကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်စဉ်းစားအဖြေပေးမယ်ဆိုရင်ပိုပြီးအေးပဲရှိတယ်ဆိုတော့အဲ့ဒါကြီးအားလုံးစိတ်ဝင်စားရတဲ့သူကဒီတန်းကိုတင့်ကြော်လိုက်မယ်လို့ကျွန်တော်ဟုတ်ကဲ့ပါဗျာအခုကြားရတာလည်းတော်တော်လေးကိုဒါစိတ်ဝင်စားစရာကောင်းပြီးတော့လူတော်တော်များများတက်တဲ့အတန်းလေးလိုလည်းမြင်နေပါတော့ ဆိုတော့အခုအခုလိုမျိုးဒါစိတ်ရှိလက်ရှိနဲ့မိန်းကလေးတွေကိုဖြည့်ချပေးရတော့အခုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ဆလောင်းမလေးကုန်းမှုကိုတန်းအကြောင်းလေးလည်းဆွေးနွေးပြီးပြီပေါ့နော်ဆိုတော့ဒါတန်းနဲ့ပတ်သက်ပြီးတော့ဒါအသေးစိတ်အချက်လက်လေးကို ကျွန်တော်အခုအဲဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အတန်းနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့အဲတင်တန်းကြီးကတော့ကျွန်တော်တို့သသိန်းခွဲ ဖြစ်မယ်ကျွန်တော်တို့ဒါ16ပတ် လုံးစာကိုပေါ့နော်ဆရာဘက်လုံးစာကိုတသိန်းခွဲဖြစ်မယ်အအရေးကြမ်းနဲ့ကျွန်တော်တို့၃ခါခွဲပြီးလို့ရရပါတယ်ခင်ဗျအဲဒါအပြင်ကိုကျွန်တော်တို့ငွေရေးကြေးအစင်မပြေဒါတွေရှိတဲ့လူတွေအတွက်လည်းကျွန်တော်တို့ scholarship တွေစီစဉ်ပေးထားတယ်ဆိုတော့အဓိကကတော့ကျွန်တော်တို့ရဲ့ယူရချက်ကတော့ဒီပညာတကယ်လိုချင်တဲ့အတန်းတကယ်တက်ချင်တဲ့ဒါပေမဲ့ငွေကြီးအဆင်မပြေလို့မတက်လိုက်ရဘူး အာဒါမတင်လိုက်ရဘူးဆိုတာမျိုးမဖြစ်ရလေအောင်ကျွန်တော်တို့ဘက်ကနေစီစဉ်ပေးထားတယ်တကယ်လို့ငွေကြီးတစုံတရာအခက်ခဲရှိရဆိုရင်ကျွန်တော်တို့ဒါအာဖောင်ဖြည့်တွေကတခါတည်းပေါ့နော်အဲ့ဒီဖောင်ထဲမှာထည့်ရေးပေးလိုက်လို့ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အာတခြားစီစဉ်ပေးပါမယ်လို့ကျွန်တော်အနေနဲ့ဒီမြန်အနေနဲ့တခါတည်းပြောချင်ပါတယ်ဆိုအတန်းကြောင့်ဆက်ရမယ်ဆိုရင် အတန်းကကျွန်တော်တို့အဲဂျွန်14ရက်နေ့မှာစဖွဲ့မှာ ဖြစ်ပြီးတော့အဲကျွန်တော်တို့စနေနဲ့တနင်္ဂနွေ လိုမျိုးကျွန်တော်တို့ပိတ်ရက်ဒီចောင်းပိတ်ရက်အလုပ်ပိတ်ရက်ဒီဖြစ်တဲ့စနေနေ့တနင်္ဂနွေမှာပဲကျွန်တော်တို့တန်မယ်အအတန်းချင်းရလဲည9နာရီနေ့9နာရီအထိဖြစ်မှာဖြစ်ပြီးတော့ကျွန်တော်တို့2နာရီကြာတရက်ကို2နာရီကြာတင်ရမယ်အတန်းလေးပဲဖြစ်တယ်ဆိုတော့တင်ကြားမယ့်နေရာလဲကျွန်တော်တို့ zoom ကနေပဲကိုအိမ်မှာကိုအလုပ်မှာကိုအစဉ်ပြေးတဲ့နေရာမှာကျွန်တော်တို့ zoom ကနေပဲ join ပြီးတော့တက်လို့ရတဲ့တင်တန်းလေးဖြစ်တယ်ဆိုတော့တင်တန်းကာလကတော့16ပတ်ကြာမယ် အဲပြီးတော့ကျွန်တော်တို့လူအရေးအတွက်လည်းအကန့်အသတ်ရှိရတဲ့အများဆုံးအထားဖို့တိုက်တိုက်တွန်းခြင်းနဲ့ဆိုတော့ဒီအတန်းကိုကျွန်တော်တို့စိတ်ဝင်စားလို့အချက်နဲ့ဆိုရင်တော့ဒီ post ကအောက်က comment မှာဟောကျွန်တော်တို့ caption မှာကျွန်တော်တို့ form link တွေထည့်ပေးထားပါတယ် form ဖြည့်ပြီးတော့ကျွန်တော်တို့တခါတဲ့အတန်းကိုစအပ်လို့ရပါပြီဆိုတော့လူရေအတွက်လည်းအကန့်အသတ်ရှိရပြီးတော့ကျွန်တော်တို့အတန်းမဖွင့်ခင်အဲဂျွန်လ၄ရက်နေ့လောက်ထဲရနေပြီးတော့ကျွန်တော်တို့စပြီးတော့ ဒါ form တွေပြိမ့်မှာဖြစ်တဲ့အတွက်အတန်းကိုလည်းကြိုပြီးတော့အထားဖို့အတွက်ကျွန်တော်အနေနဲ့ဒီနေရာနေတိုက်တွန်းချင်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဘာသာရေးရောဘာသာရေးရော science ကိုရောနှစ်ခုလုံးကိုတပြိုင်တည်းလေ့လာလေ့လာခွင့်ရမယ်အခွင့်အရေးကိုလက်မလွတ်တမ်းအရယူဖို့ကျွန်တော်အနေနဲ့ဒီနေရာနေတိုက်တွန်းချင်ပါတယ်ခင်ဗျကြီးစုပေးကြီးစုပေးခဲ့ကြတဲ့အားလုံးကိုထူးကဲကျေးဇူးတင်ပါတယ်အစ္စလာမုအလัยကွမ်